မင်္ဂလာပါပြည်သက်ကြီးခါချန်နယ်ကနေပြန်လဲကြိုးစုပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့ဆိုင်သူမောင်တင်ဆက်ရေးသားတဲ့အောက်လန်ဘိုးတင်နဲ့နယ်ပိုင်းကွေဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားမှာပါ channel လေးကို like and subscribe လုပ်ထားပြီးပေါ့ခင်ဗျဘေးနားမှာရှိတဲ့ notification လုံးနဲ့နေပေးထားပါအောင်မောင်ဘိုးတင်တို့ကဘေးပင်ရွာကိုပြန်ရောက်ခြင်းသူ့ရဲ့တောင်ဝေးကိုခူးထားတဲ့မကြီးနဲ့မလေးအိမ်ကိုလဲကိုတက်ပြီးမောင်းဝင်သွားတယ်အိမ်ဝိုင်းလေးကိုလဲရောက်တဲ့နယ်မောင်ဘိုးတင်ကလဲပေါ်ကခုံချပြီးအိမ်ထဲကိုမဝင်ခင်အထိမကြီးနဲ့မလေးကိုတကြောကြောနဲ့អော်ပြီးအိမ်ထဲဝင်သွားတယ်လေးမကြီးလေးမလေးဟဲ့ဘိုးတင်လူစုံတက်စုံပါလား ။ဖာများဖြစ်တယ်လေ။ဖာဖြစ်ရမလဲအရေးရှိပြီ။အရေးရဲ့သမီးညောင်ကရုပ်ရဲ့တောင်ဝေးကြီးကိုခိုးသွားလို့ဗျာ။ကဲဒီအယူမနှကောင်ကနင့်တောင်ဝေးကိုပြီးဘာလုပ်တာလို့။ငါ့အိမ်မှာလည်းတောင်ဝေးဒီပေါ်မှာပေါ်ဒီယူမနှစ်ယောက်တော့ခတ်တယ်။မောင်မိုးတို့တို့ဘာပြန်ပြောရမလဲမသိအောင်အရေးရှိပြီးကိုငေးကြည့်နေပြီတဲ့။ရှင်းပြရင်လည်းရှုံနေမှာမို့လို့မောင်မိုးတို့နဲ့အတူတူရှင်းရနေတဲ့ပေတူးကအရေးရှိမှုကိုကြည့်ပြီးအရေးရဲ့သမီးဒီအိမ်မှာရှိလား။အဲ့မသားမတွေကိုနှင်ချထားတာငါနွားနှစ်ငါနွားနှစ်ကောင်ဆုံးပြီးတဲ့ကဒင်းတို့ကိုအိမ်မှာမနေခိုင်းဘူးငါနွားနှစ်ကောင်ပြန်ရမှအိမ်ပြန်လာလို့ပြောထားတယ် အရေးရှင်မိကမန်ဘိုးတင်တို့ကိုတရားကြည့်ပြီးပြောတာကြောင့်ဦးမလုံးနဲ့မန်ဘိုးတင်တို့ကအရေးရှင်မိကိုအမျက်နှုတ်ဆက်ပြီးလဲပေါ်မြန်တက်လို့အရေးရှင်မိအိမ်ဝန်းလေးကလည်းမောင်းထွက်လိုက်ကြတယ်။မြန်မြန်မသွားလို့ကမဖြစ်ဘူးအရေးရှင်မိရဲ့နွားရှင်ကိုရောင်းပြီးဖျက်ရိုက်စင်ကအတူပါသွားသူကသူတို့မလား။ဒီလိုဖြစ်မန်ဘိုးတင်တို့ကသူတို့ရဲ့အိမ်ဒီကိုပြန်လိုက်ကြပြီးဦးအောင်ရဲ့အိမ်မှာညနေပြန်စုဖို့သဘောတူလိုက်ကြတယ်။မန်ဘိုးတင်ကအိမ်ဝန်းကိုချောင်းချောင်းနဲ့ဝင်လာစဉ်အင်ရှီတန်းရမှထိုင်တဲ့ဦးအောင်ကချောင်းသားတစ်ချက်ပြီးလို့ဟမ်ကောင်းလေးမွေးကြိုးဆက်တောင်းဝေးပြန်ရခဲ့လား။ဟိုမရသေးဘူးပါ။ မင်းကွာငါရဲ့တန်ဖိုးရှိလာတဲ့မိုးကျွဆဲတောင်ဝင်းလေးကိုမှဖျောက်ပြရတယ်လို့တော်တော်ပင်ပန်းသွားလို့ပါပါရာဦးဦးကဘာစကားမှမပြောဘူးရင်းနှီးတစ်ခွက်ကိုတောင်းနေစဉ်အိမ်ဝဲဝါကဘာကြီးမြတ်ရဲ့အော်တန်ကထွက်ပေါ်လာတယ်ငါအုံးဟေးငါအုံးဘာကြီးမြတ်လာလေအဖရှိတယ်ဦးဦးကဘာကြီးမြတ်အတန်ကြားတဲ့အခါမျက်နှာနဲ့ငယ်ပြက်နေတယ်ဘာကြီးမြတ်ကမဘိုးတင်ကိုတွေ့တဲ့အခါပြုံးပြပြီငါတောင်းမှပါတဲ့ဘိုးတင်ကငါမကောင်းတာဘာဖြစ်လို့လဲဗျဟိုအပြိုကြီးနှစ်ယောက်ကငါ့ကိုအမီကောင်းကောင်းနဲ့အရက်လာတိုက်တယ်ဘာလဲဖဲရတာနိုင်လို့လူကြီးသူမတွေကိုခရော့တယ်ဆိုပဲကွာ ကရောတာကအရက်နဲ့လာဗျာအေးကွာငါလည်းအားတာသူတို့ကိုရိုးရိုးထင်းနေတာအဲ့ဒါနဲ့ငါတယောက်ထဲတော့မတော့ပြရစီနဲ့ငါအုံးနဲ့ဆိုရင်အစင်ပြင်မယ်လို့ပြောပြီးငါအုံးကိုအဖော်ညှိမိတယ်ကိုမြတော်တော်ဗျာဘာတွေပြောနေတာလို့ဦးအောင်ကဘာကြီးမြောက်ကိုဟန်တားနေပြီမဲ့မောင်ဘိုးတင်ကဆက်ပြောဖို့မြဲမြဲရှိပြတော့ဆက်ပြီးစကားဆိုတယ်မတို့အကြောင်းလဲမင်းတည်သားပဲအတူတူအရက်တော့ရင်အမောက်တော့တာဗစက်ကလည်းဘာတွေပြောလို့ပြောမိမှမသိဘူးအဲ့တော့ဘာဆက်ပြစ်လဲဗာကြီးဘာဖြစ်ရမလဲငါနဲ့မင်းဘမူးနေချင်းဟိုမသားမလေးနှစ်ယောက်ကမင်းဘကိုမိုးကျိုးဆက်တောင်းဝေးချောင်းမေးပြီးနေလို့စီကနေလာတော့သွားတာ ဩသိပြီဒီနောက်တော့မဘိုးတင်ကဦးအောင်နာကိုသွားလို့ပါတယ်မိုးကျွဆက်တောင်ဝေးမရရင်ပြန်မလာနဲ့ဟုတ်လားဟာငါဆရတာပါကွာမင်းရလဲငါမင်းလာမယ်ထင်လို့ဟင်းကောင်းကောင်းချက်ထားတယ်သွားစားလိုက်အောင်ပြီးမှလှုပ်ဆရာရှိရလို့ပေါ့ဘိုင်းချက်ထားတယ်အမေသာမဘိုးတင်ကဦးအောင်ကိုစူးစက်ကြည့်နေတော့ဦးအောင်ကမလုံးမလဲနဲ့ဘာကြီးမြောက်ကိုရင်းနှီးသားဖို့ခေါ်နေပါတော့တယ်ညနေအချိန်မှဖြစ်တယ်ဦးအောင်ရဲ့အိမ်ကိုဘိုးတွင်းနဲ့သားရရောက်ရှိလာပြီးတဲ့နောက် ဘေးထွန်းတဲ့တာကြီးတို့ကလည်းရောက်ရှိလာနေပြီသူတို့ရောက်လာတဲ့အခါမှာဘိုးတင်ကဦးဝန်းကိုကြည့်ပြီးသူတို့လေးလိုက်ပြောတော့တိုင်းရမှာထိုင်နေတဲ့ဦးဝန်းကမနေတဲ့မထိုင်တဲ့ဖြစ်နေရတယ်ဒီတော့ဦးဝန်းကမဘိုးတင်ကိုကြည့်လို့ကောင်းလေမင်းဟိုကောင်းလေးကိုငါတင်းဘာလို့လိုက်ပြောနေတယ်လဲမပြောပါဘူးအဖရေဟဲ့ကမင်းမပြောရင်အဲ့ကောင်ကြီးကငါ့ကိုကြည့်ကြည့်နေမလားကွာမင်းအတင်းပြောလို့ပေါ့မပြောရပါဘူးဗျာမယုံရင်ကိုဘိုးတို့ကိုမေးကြည့်မဘိုးတင်ကဖိုးလေးကိုမင်းငေါ်ပြပြီးဦးဝန်းကိုစကားဆုလိုက်တယ်အဲ့ဒီကဖိုးထွေးကဦးဝန်းကိုကြည့်ပြီးဟုတ်ပါတယ်ဘိုးတင်ပြောတာကကျွတ်တို့မနက်ပြန်ရေဦးစင်ပြာကိုသွားကြမယ်လို့ပြောတာ အဲ့ဒါကိုဒီကောင်ကဘာလို့တူတူတူလိုက်ပြောနေတယ်လဲဒီကောင်ကအရင်လိုက်ပြောနေတာနေမှာပါခတ်ပြီးဦးအောင်ရတကယ်မပြောပါဘူးဆိုဦးအောင်ကဘာဖြစ်နေတာလဲကြည့်ရတာတမျိုးပဲဟာဘာမှမဖြစ်ပါဘူးကွာမင်းတို့ကလည်းတကုတ်ကိုဖြစ်နေပါလေဦးအောင်ရဦးအောင်ကိုကြည့်တာတကုတ်ကိုဖြစ်နေတယ်လို့ပဲဘာမှမဖြစ်ပါဘူးကွာမင်းတို့တိုင်းမင်းတို့စကားပြောကြငါအေပေါ်တက်လိုက်အောင်မယ်သွားမှလာမှငွေလွင်ငါ့ကိုပြောဘာလို့လို့ပြောကွာနော်ဦးအောင်ကတော့သဘောကောင်းနေပါလားဗါလေထိပေါက်ထားသလားမဟုတ်ပါဘူးကွာမင်းတို့စေတနာရှိလို့ပါထူးထူးဆဆချိုးတို့ကိုစေတနာရှိတယ်ဟုတ်လား မင်းတို့ကလည်းကွာငါသွားပြီဖိုးတီတို့ကသဘောရမ်းကောင်းနေတဲ့ဦးဝင်ကိုကြည့်ပြီးအတော်ထူးဆန်းသလိုဖြစ်နေတယ်။မောင်ဘိုးတင်ကအချိုးချောင်းသိနေသည်မို့ဘာမှမပြောဘူး။ဦးဝင်ကသာကြည့်နေတယ်တော့ဦးဝင်တယောက်အိမ်ပေါ်တက်တဲ့အထိမောင်ဘိုးတင်ကိုခွဲကြည့်ခွဲကြည့်လုပ်နေတော့တယ်။မောင်ဘိုးတင်တို့ကဖိုးတီနဲ့တာလာကွန်နားပေးလိုက်ပြီးမောင်ဘိုးတင်တာရင်းနဲ့ပေတူတို့ရိုးစင်ရွာကိုထွက်လာတယ်။ရိုးစင်ရွာကိုရောက်တဲ့အခါသူတို့ကပကြီးငူအိမ်ကိုသွားလိုက်ကြတယ်။ပကြီးငူကမောင်ဘိုးတင်တို့ကိုတွေ့တဲ့အခါသူ့ရဲ့ပြုံးမမသိမဲမမသိမျက်နှာရုပ်သွင်းတဲ့စကားဆိုတယ်။ထူးထူးဆန်းဆန်းပေပင်ရွာကငမွေဒိုးလေးတွေပါလား။လာကြလာကြ။ ကိုပကျင်ဝေးဘလူကြီးပြောလိုက်တာတော့မြအေးမင်းတို့ရွာငါလာအောင်မလို့အခုတော့မင်းတို့လာတာနဲ့အဆင်ပြေသွားပြီဘာဖြစ်လို့လဲဗျာငါမင်္ဂလာဆောင်တော့မှလေဟာတကယ်ကြီးလားတကယ်ကြီးပေါ့ဗျာဘသူနဲ့တော့မြအဲ့ဒါတော့နောက်မှသိမှာပေါ့အခုတော့မင်းတို့လာရင်ကိစ္စကိုပြောလာရင်ကိစ္စကတော့ကျတို့ရွာကမာကြီးနဲ့မာလေးကိုသိတယ်မလားအခုတော်တော်တို့အိမ်ပြန်မလာဘဲနဲ့ရိုးစင်ရွာမှာတောင်းတနေတယ်ဆိုတာအဲ့ဒါဘသူအိမ်မှာနေတယ်လဲဗျာကောင်းကြီးမင်းတို့ရွာအဲ့ဒီအပြိုကြီးအကြောင်းတော့မပြောစမ်းနဲ့ဟိငါစီကငွေတရာချီးပြီးအခုယူချင်အောင်ဆောင်းနေတယ်တော်တော်ဆိုးတယ် ခင်ဗျားအကျိုးတို့မှမမေးတာအဲ့ဒီအပြူကြီးတွေသူ့အမေကပါအိမ်မော်ကနေနင်းချထားတာဟုတ်လားဗျာဘာဖြစ်လို့လို့ပကြီးငွားဒီလိုမေးတော့မမိုးတင်တို့ကနွားရောင်ပြီးဖျက်တဲ့အကြောင်းကိုမပြောဘဲနဲ့စကားလည်းကြောင်းလွှဲလိုက်တယ်အဲ့ဒါတွေကထားလိုက်စမ်းပါဗျာအခုခင်ဗျားတို့ရွာကဘယ်သူအိမ်မှာနေနေတယ်လဲဆိုတာကိုသိချင်လို့ဖဲမှာရှာမနေတဲ့ကောင်ကြီးရွာမြောက်ဖက်ပိုင်းကမိသူစာအိမ်ကသာသွားသူတို့ကအဲ့ဒီမှာနေတာဒါဆိုလည်းကျိုးတို့လိုက်သွားအောင်ပဲဗျနော်မိုးလည်းချုပ်နေပြီအဲ့ဒီကပြန်ငှားရင်မှပဲအေးကြကြားလားငါမင်းတို့တို့ညစာချက်ထားမယ်ကောင်းတာပေါ့ကိုပကြီးငွားရွာ ီနောက်တော့မန်ဘိုးတင်တို့ကပဂျင်ကိုနှုတ်ဆက်ပြီးရိုးစင်ရွာရွာမြောက်ပိုင်းမှာရှိတဲ့မိသူစာရဲ့အိမ်ကိုထွက်ခွာသွားကြတော့တယ်။မိသူစာမိရတဲ့ရိုးစင်ရွာသူကခေါင်းဆောင်အဆင်ရှိတဲ့ဆုံးမညာတဲ့တယောက်ဖြစ်တယ်။ဒါပေမဲ့မိသူစာကိုဘယ်သူမှဆုံးမညာတယ်လို့မထင်ဘူး။သူမကိုရိုးစင်ရွာသားတွေထင်မြင်ထားတာကအကျွေးထူတဲ့လောင်းကစားသမားလို့သာထင်ထားကြတယ်။အခုတော့မန်ဘိုးတင်တို့ကမိုးကျဆဲတောင်ဝေးခိုးသွားတဲ့မာကြီးနဲ့မာလီရှိလို့ရှိညာသွားနေချင်းဖြစ်တယ်။မိသူစာကိုတော့ပညာတဲ့တယောက်မှသူတို့မသိကြဘူး။မန်ဘိုးတင်ကမိသူစာအိမ်ဝိုင်းထဲဝင်ဖို့ဟန်ပြလိုက်ပြီးတကူကူကိုအာယုံဆိုင်နေတယ်။အဲဒီနောက်မှာ သူ့ရဲ့ခြေထောက်ကခြေစာမုံကိုမျက်လုံးမှာကွင်းပြီးကြည့်လိုက်တယ်။ထူးခြားတဲ့ရေရောင်တော့မတွေ့ရသေးဘူး။ဒီနောက်တော့ဘေတူးကအိမ်ဝင်းဝါးကနေပြီးမိသူစာကိုလှမ်းခေါ်လိုက်တယ်။လေးမိသူစာရှိလား။အေးရှိတယ်ဟိဘသူတို့။မိသူစာကအိမ်ပေါ်ကဆင်းလို့မမိုးတင်တို့ရှိရကိုလာနေတယ်။အဲ့ဒီအခါမှာမမိုးတင်ကမိသူစာကိုသေးချာကြည့်တော့ဆုံးအခုံငွေညွညွမမိုင်းကသူ့ရဲ့ကူမှာဝေဝဲနေတယ်။အနောက်ရောက်ဆင်းမဟုတ်တဲ့အတွက်မကောင်းမှုကိုသိမပြုတ်ရသေးဘူးဆိုတာကိုမမိုးတင်ကနားလည်ထားတယ်။ဒီနောက်တော့မမိုးတင်ကမိသူစာကိုဆုံးကဝေဖြစ်တယ်ဆိုတာကိုမသိချင်အောင်ဆောင်းကနေလိုက်ပြီး လေကြီးကျုပ်တို့ကမကြီးနဲ့မလေးကိုရှားနေတာအဲ့ဒါဆိုရင်ငါ့အိမ်မှာမရှိဘူးပြန်ကြတခြားသူတွေပြောတော့တို့ကလေကြီးအိမ်မှာနေတာတဲ့အရင်ကနေတယ်အခုမရှိတော့ဘူးသွားမမိုးတင်ကတို့ကိုစိမ့်စိမ့်ကကဆက်ဆံနေတဲ့မိသူစာကိုစူးစိုက်ကြည့်လို့လေလီခမရတခုခုမပြည့်ချင်းကျုပ်တို့ပြောသလိုလို့အမေမလောက်လေးမလောက်စားလေးတွေကငါ့ကိုလာပြီးထင်းချောင်းနေပါလားကျုပ်ဘာဥုံစိတ်တူနေတယ်နော်ခမရရဲ့ဥကောင်းပြတ်အိမ်သားနဲ့မရောက်ချင်းကျုပ်တို့ကိုမှန်တိုင်းပြောမမိုးတင်ကခတ်တဲ့စကားကိုဆိုတော့မိသူစာကတော်လေးထိတ်လန့်သွားပြီဥုံဆိုတာကပေပင်ကဥုံလာလို့မေးတယ်ဟုတ်တယ် အေးပါဟဲ့မိုးကြိုးဆက်တာဝေးကြီးခိုးတာငါနဲ့မဆိုင်ပါဘူးသူတို့ဘာသာသူတို့ခဝေးဒီငှားပြီးတော့မှလှုပ်တာပါငါကအကြံလေးပေးုံနေမှာတော်စမ်းပါအခုအဲ့ဒီတခုမှကြီးနှစ်ယောက်ဘယ်ရောက်သွားသလဲဒီနေ့ကိုပိုင်နဲ့နေပိုင်ခဝေးပြန်မမင်းပြူစီကိုမိုးကြိုးဆက်တာဝေးကြီးသွားရောက်နေဘယ်ကိုသွားတာလဲပြောစမ်းပါဦးရွာထိပ်မှာစောင့်မယ်ဆိုပြီးမမင်းပြူကလာခေါ်သွားတာမဘိုးတင်ကမိသူစားကိုတေချာကြည့်တယ်လိန်နေတဲ့ပုံတော့မပေါ်ဘူးဒါပေမဲ့မဘိုးတင်တို့ကတင်းထားတဲ့မျက်နှာကိုအလျှော့မပေးသေးဘဲနဲ့ဆက်ပြီးမေးမြန်းတယ်ကျတို့တောင်ဝေးကို လက်ထအဖြစ်ပြောင်းပြီးလာယူတာကဘယ်သူတွေလဲပြောပြစမ်းမအောင်အဲအဲ့ဒါတော့ရတယ်လीမပြောနဲ့ကျုပ်ဘကိုပြောပြီးလက်ဘင်းကိုဖြတ်ခိုင်းမယ်ပြောပါမယ်သူတို့ကတောထဲမှာဥယျံချန်နေနေတာကိုပေါကြီးနဲ့မပြားကြီးဆိုတဲ့ခွေးမောင်းနေမယ်ခမရပြောတာသေချာတယ်နော်သေချာပါလေငါ့ကိုဆုံးဆိုတာဘယ်သူကိုမှရှောက်မပြောနဲ့ခမရမလေးမှုဆိုတော့မပြောပါဘူးမလေးမှာဘူးဟာအဲ့ဒီနောက်မှာဗိုးတင်တို့ကမိသူစာအိမ်ဝိုင်းလေးကထွက်ပြီးလမ်းလျှောက်ကြရင်ကမှာဗိုးတင်ကပေတူနဲ့တာအေးကိုဆောင်းခဲ့ကြည့်လို့စကားဆိုတယ်ဖဲကောင်နေ ငါတို့ဟိုကဝေးနှစ်ယောက်စီကိုသွားမလားကိုပကြီးကိုအိမ်သွားမလားမင်းသဘောပဲလीဘူးတင်လှကလည်းတာမယ်ဆိုတော့ရာတော့တဲ့အရင်သွားရင်ကောင်းမလားအေးဟုတ်တယ်ဘူးတင်ငါတို့တော့တဲ့အရင်သွားရအောင်ကိုပကြီးကိုစီကိုသွားရင်ငါတို့အပြင်ပြန်ထွက်လို့အဆင်ပြေမှာမဟုတ်ဘူးအေးဟုတ်တယ်ကိုပကြီးကိုကြီးကငါတို့အသိစိတ်ချမှာမဟုတ်ဘူးအဲ့ဒီနောက်မှာမဘူးတင်တို့ကရိုးစင်ရွာတောင်ရီဘက်မှာရှိတဲ့ကိုပေါကြီးနဲ့မပြားကြီးအမိရတဲ့ကဝေးလင်မရရှိရာစီကိုထွက်ခွာလာကြတော့တယ်နေ့ရှိတီးပင်စာမင်းဒီအဖြစ်အုတ်ဆိုင်နေတဲ့ဥယင်ကြီးရဲ့အပေါ်ကူမန်မိုးတင်တို့တို့ရောက်လာခဲ့ပြီဖြစ်တယ် တနအီကျော်လမ်းလျှောက်လိုက်ရတဲ့အတွက်အတော်လေးမိုးချုံနေပြီဖြစ်ပေမဲ့လို့လာရောက်ကအတန်းသိလင်းနေတာကြောင့်အဆင်ပြေတယ်။မမောတင်တဲကပေတူးကမြေဝငတ်အသေးတစ်ကောင်ကိုခြေတော့ကဆွဲခိုင်းထားတယ်။သူတို့လမ်းလျှောက်နေစဉ်လဲလန်းပေါ်ကမြေဝငတ်ထပြန်ပြီးလေးကွာအဆင်သင့်ထုတ်ထားတဲ့ပေတူးရဲ့လက်ကမလွတ်ပါဘူး။ပေတူးရဲ့လက်ကအတော်ဖြောင်းနေလို့ပြောရမယ်။အရှင်းနဲ့ထပြန်တဲ့ငှက်ကိုခေါင်းတဲ့မှန်တာကတော်တော်လေးမဖြစ်နိုင်တဲ့ကိစ္စ။ဒါပေမဲ့ငှက်ကမြေပြင်ပေါ်ကိုချပြီးပေတူးရဲ့လက်ထဲတော့မှရောက်နေပြီ။ဒီနောက်မှာတော့မမောတင်တို့ကကိုပေါကြီးရဲ့ဥယျာဉ်ခြံထိပ်မှာရက်လိုက်ပြီးတာကြီးကခြေလောင်းနဲ့အတန်နဲ့ကိုပေါကြီး မပြားကြီးတာကြီးအော်ခေါ်ပြီးမဲ့ဘလို့မှတုံ့ပြန်မှုမရှိတဲ့အခါဘီတူးကတာကြီးရဲ့ပခုံးကိုပုတ်ပြီးနောက်ဆုံးဆိုတဲ့အမှုရာပြလို့လေချောင်းကိုရှင်းကအဟမ်းကိုပြားကြီးနဲ့မပေါက်ကြီးရှိလားပြုဟဲ့ကောင်ဘီတူးမိမိကြီးတော့ကိုပြားကြီးရမှာလားကိုပေါက်ကြီးကမင်းကတော့မင်းတို့ကလေသူတို့ကြားဖို့အဓိကပဲအဲ့လောက်မှလားသူတို့သိမှာမဟုတ်ဘူးမမိုးတင်တို့တယောက်နဲ့တယောက်စကားပြောနေစီမိငွေကန်လာတဲ့လူမျိုးကိုတွေ့လိုက်ရတယ်သူတို့ရဲ့ပုံစံတွေကသူတို့ကန်ထားတဲ့မိရဲ့အလင်းရောင်ကြောင့်အသေးချာမြင်လိုက်ရတယ် အသက်40ရွယ်တွေဖြစ်ပြီးအမျိုးသားကပိန်းချောင်းနဲ့ဖြစ်လို့အမျိုးသမီးကတော့ခက်ပြပြကြီးဖြစ်တယ်။ခက်ပြပြဆိုတာကဦးကောင်းရဲ့ပြားချင်းကိုကြီးပြားချင်းကိုဆိုချင်ပါတယ်။ဒါကြောင့်ပြားကြီးလို့နာမည်ပေးထားခြင်းလားမဆိုနိုင်ဘူး။တို့လင်မြားကြီးရတာကဆုံးကဝေပုံမပေါ်ဘူး။ကြောက်စရာတစ်ခွက်မှပင်မရှိ။အတူတူတွဲမြင်ရတဲ့ကမှမိုးတင်လို့မရည်မိအောင်ထိန်းနေရတယ်။ဒါပေမဲ့ပေတူးကကြာကြာမထိန်းနိုင်ဘူး။ကဝေတွေတဲ့ဟမ်။ဟဲ့ကောင်မျက်နှာပိုးသက်။မမိုးတင်ရဲ့ရုပ်တွေကိုမြင်ပြီးတော့မှကိုပေါကြီးလို့အမိရတဲ့ပိန်သေးကဝေကမမိုးတင်ကိုစူးစိုက်ကြည့်လို့ဟဲ့ကောင်နေ။ မင်းတို့ကငါတို့ခေါ်တာဘာကြောင့်လဲပေါက်ကြီးကြောင့်မသိသေးဘူးထင်တယ်အမလီကြောက်စရာကြီးဒီနောက်တော့မောင်မိုးတင်ကခုပေါက်ကြီးကိုသေချာကြည့်လို့ခမားတို့တွဲပါပြီးမနေကြနဲ့ဗျာခမားတို့တွဲပြီးမြင်ရရင်ကျုပ်ရီချင်နေလို့လိုင်းကိစ္စကိုမပြောနိုင်တော့ဘူးမောင်မိုးတင်စကားဆုံးတော့ခုပေါက်ကြီးကသူ့ရဲ့မိန်းမမပြားကြီးပဲလှည့်ပြီးငါပြောသားပဲနင့်ကိုမလိုက်လာပါနဲ့ဆိုနေလိုက်လာတော့ငါရဲ့ဟိဟန်အပြည့်ရုပ်တွေကရီစရာကောင်းတော့သွားစမ်းအိမ်ထဲပြန်ဝင်ကျမကရှင်ကိုစိုးရင်လို့ပါဟိုတကာခွေးနယ်တုန်းကလည်းရှင်လဲတာရှင်ရဲ့သွားနှောင်းနှုတ်သွားတယ်မလားအဲ့လိုဖြစ်မှဆိုလို့လိုက်လာတာ ဟာဒီမိမတော့ငါလှုပ်လိုက်အမြင်မြန်သွားစမ်းနာမည်ကကိုပေါ့ကြီးလူပုံပိန်သေးကသူ့ရဲ့မိမကိုငောင်းငန်းလိုက်ရတယ်မိမဖြစ်သူကလည်း channel ပြန်ဝင်သွားတယ်အဲဒီနာမှာကိုပေါ့ကြီးကမဘိုးတင်ဘက်ကိုလှည့်ပြီးမိအင်ကိုမြောက်လို့မဘိုးတင်တို့မျက်နှာကိုတေချာကြည့်လိုက်ချင်းမျက်နှာကကွက်ကလေးပြတ်သွားပြီးဘိုးတင်ကစကားဆိုတယ်ဘလို့လဲကိုပေါ့ကြီးကျုပ်တို့ကိုမှတ်မိပြီထင်တယ်ငါဘာမှမသိဘူးနော်မင်းတို့ကောင်တွေလှဲပေါ့အိပ်ပျော်နေတယ်ဆိုတာငါမသိဘူးပြီးတော့တံဝေးကြီးကိုလင်းသားတွေခြီးသွားတယ်ငါလည်းမဆိုင်ဘူးကိုပေါတီရဲ့စကားကြတော့မဘိုးတင်တို့ကတရားမျက်နှာတယောက်ကြည့်ပြီးဒါလောက်တုံးလဲလူရှိပါမလားလို့တွေးရင်က ဘီတူနဲ့တာရဲက channel ပြန်မပြင်းအောင်ပိတ်ရလိုက်သလိုဘိုးထင်ကလည်းကိုပါကြီးကိုစကားဆိုတယ်။ကဲကိုပါကြီးခမရမညာတက်ပါဘူး။ခမရတို့လင်မယားကြီးရတာကစိတ်ကောင်းရှိတဲ့ပုံတွေပါ။ပြောပါ။ဘာဖြစ်လို့ကျတို့တောင်ဝေးကိုလာယူရတာတော့။ဘေဘီယွာကမတ်ကြီးနဲ့မန်လေးကငါ့ကိုငွေတရားပေးလို့လောက်ရတာ။ငါသမီးလေးနေမကောင်းလို့ငါလည်းဆေးဖို့ရှာမရတာနဲ့လှုပ်လိုက်မိတာ။ငါပညာနဲ့ဘသူကိုမှမပြုစားဘူးပါဘူး။အခုကလည်းဘသူမှသိပ်ပြီးထိခိုက်မယ်မထင်လို့လှုပ်လိုက်မိတာ။မန်ဘိုးထင်ကတို့မထင်မှတ်ထားတဲ့စကားကိုဆိုးလာတာကြောင့်ကိုပါကြီးကိုငြင်းချောင်ကြည့်နေတယ်။ဒီနောက်တော့ဘိုးထင်ကတပ်ပင်းကိုတစ်ချက်ချပြီး ကျုံနားလဲပါတယ်အခုကျုပ်ခမရတို့ကအပြစ်ဆိုဖို့လာတာမဟုတ်ပါဘူးနေပိုင်ကဝေမမင်းဖြူဆိုလားသူရှိတဲ့နေရာကိုသိချင်လို့မဘိုးတင်ရဲ့စကားကိုကိုပေါကြီးကတေချာနားထောင်ပြီးခေတာစဉ်းစားလို့တပြင်းတစ်ချက်ကိုလေးပင်စွာနဲ့ချလိုက်ကနေပိုင်ကဝေမမင်းဖြူဘယ်မှာနေတယ်ဆိုတာကိုတော့ငါလည်းမသိဘူးဒါပေမဲ့နောက်ပြန်ငါးစီကိုလာမှာတော့သိကြတယ်ဘာဖြစ်လို့တော့မြဘာဖြစ်လို့လဲဆိုတော့ငါသူ့ကိုအကျွေးပေးရမှာမို့လို့ဟာခမရတို့ကဝေတွေကလည်းအကျွေးတွေနဲ့ကြည့်ပါလားရွာထဲကထော်မီသူစားကလည်းအကျွေးကင်းမှုမပေါ်ဘူးဟာကောင်ရဆုံးကဝေဆိုတော့ကလူတွေပဲလီကွာလူဖြစ်နေတော့လူတွေလူပဲအကျွေးတွေပါရှိတာပေါ့ ကိုပေါကြီးဒီလိုပြောမှမဘိုးတင်ကလက်ခံလိုက်မိတယ်အောင်လန်းပညာသင်ဆုံးကဝေးလို့ဆိုတော့ကလူသားတွေပဲမလားအဲ့ဒါလိုဒေတော်နေစမှာပေတူးကကိုပေါကြီးကိုလမ်းမှာရလာတယ်ငှက်ကြီးကိုပြီးပြီးကိုပေါသေးပေါကြီးပါဟာသေးသေးကြီးကြီးပြရော့ဒီမှာငှက်ယူထားလိုက်ခမည်းသမီးလေးကိုကင်ကျွေးလိုက်ပေါကြီးကကြောင်ရမ်းနဲ့ပေတူးပေးတဲ့ငှက်ကိုယူလိုက်တယ်အဲ့ဒီနောက်မဘိုးတင်ကကဲကိုပေါကြီးကျုပ်တို့မနက်ပြန်ပြန်လာမယ်မမင်းပြူကပဲရှင်လာမှာတော့မနက်ကလေးကလာမယ်ထင်တယ်ပြီးတော့ကျုပ်တို့လည်းပြန်လာအောင်မယ်မဘိုးတင်တို့ကကိုပေါကြီးကိုနှုတ်ဆက်ပြီးရိုးစင်ပြားကိုပြန်သွားကြတော့တယ် ဘိုးတင်တို့ကရိုးစင်ရွာမှာရှိတဲ့ပကြီးငွေအိမ်မှာတဲလိုက်ကြတယ်။ပကြီးငွေကအချိန်မတော်မှရောက်လာပြီမဲ့လဲသူတို့ကိုကောင်းမွန်စွာနဲ့အဲ့ခံတယ်။သူတို့ညစာစားနေကပေတူးကငူငန်ဖြစ်နေပြန်တော့ตาအေးကသတိပေးလိုက်ပြန်တယ်။ပေတူးဘာဖြစ်လို့လဲမင်းကြီးရတာတမျိုးပဲ။မသိပါဘူးကွာငါးစိတ်တဲ့အခုတော်တော်တမျိုးကြီးပဲထားလိုက်ပါ။ငါတို့မနေ့ပြန်ဘယ်လိုလုပ်ကြမလဲ။လေးမကြီးနဲ့လေးမလေးခွေးပြန်ကိုရောင်းယူမှရင်မနေ့ပြန်ခွေးပြန်ကိုပေါကြီးတို့စီအကျွေးလာတော့တဲ့ကယူလာမှသိကြတယ်။ငွေတော်တော်ကုန်ပြီမှရထားတယ်ဆိုတော့သူနဲ့အတူတူယူလာမှာပဲ။ခွေးတွေစုံးတွေကလည်းအံ့ဩတယ်အကျွေးတွေထူလိုက်ကြတာ။ တို့လည်းလူပဲလေကွာတခြားသူတွေကိုဒုက္ခမပေးတော့တို့လည်းစီးပွားရေးပဲအဆင်ပြေမလို့မမင်းမြူကတော့လောဘကြီးမဲ့ပုံပဲပြောမရဘူးမြင်းမြန်းသူစီကတောင်းဝေးရအောင်ယူထားမှဖြစ်မယ်တော်ကြတခြားသူစီကိုပြန်မြောင်းစားဘူးလို့မပြောနိုင်ဘူးဟုတ်တယ်မောင်မောင်တို့ကမလန့်ပြန်တို့ရင်ဆိုင်ရမယ်မမင်းမြူအကြောင်းကိုပြောရင်ငါအဲ့ချိန်တလာပြီဖြစ်လို့အိတ်လဲကြတော့တယ်မနက်ခင်းအလင်းရောင်ရတာနဲ့ကိုပေါကြီးကမျက်နှာသိပြီးဘေးတူးပေးတဲ့ငှက်ကိုညာကလေးကခင်ထားကသူရဲ့တမီးဖြစ်သူကိုအင်ရှိကိုပြမထိုင်ပြီးအသားလေးတွေကိုလွှာကျွေးနေတယ်မပြားကြီးကမိဖို့ချဘက်ကနေပြီးသားပါနှစ်ယောက်ကိုအော်လို့စကားပြောနေတယ် ကိုပေါ့သမီးလေးစီစံပြီးသမီးနဲ့ကြွေးပါလားသမီးကဒီတိုင်းစားကျင်တာလေဟိအသက်၆နှစ်ရွယ်သမီးဖြစ်သူကသူ့ရဲ့အမေဖြစ်သူကိုပြန်ပြောတယ်အမေသမီးကဒီတိုင်းစားကျင်တာနှစ်သားဆိုရင်ဒါအကြိုက်တာတဲ့မိဖို့ဆောင်တဲ့ကမပြားကြီးကဒါကိုကျတော့ပြုံးမိတယ်သူမရဲ့စိတ်ထဲမှာတော့သမီးဖြစ်သူစေကူးဖို့သူ့ပညာကိုအသုံးပြုကတောင်ဝေးတစ်ချောင်းကမလေးတစ်ဖက်နဲ့ယူခဲ့မိတာကိုလှိပြတော့သိမ့်မလုံးဘူးဒါပေမဲ့သမီးလေးတက်တဲ့ယောဂကအထောက်ကိုတတ်တာသွားတာကြောင့်စိတ်ချမ်းသာရတယ်မကြတော့ချိန်မှာနေပိုင်ကဝေးပြန်ကသူတို့ကိုကြွေးလာတောင်းတော့မှဖြစ်တယ်နေပိုင်ကဝေးကသူတို့ကိုဗာကြီးညာကြီးလို့မျိုးမျိုးချောင်းပြပြီး ဆုံးကဝေးအဖွဲတဲ့သူစိုက်ပေးထားတယ်ဆိုတာစရင်ဆောင်ကြီးနဲ့သူတို့ကိုအကျွေးလာတောင်းနေတယ်။မဆမသားနဲ့ဆုံးဖြစ်နေတဲ့အတွက်ဖာချင်းညာကြီးထည့်ရတာကိုတော့မဟုတ်သေးဘူးလို့သူတို့မြင်မိမဲ့နေပိုင်ကဝေးဖြစ်နေတာကြောင့်ပြန်ပြီးတော့ခံမပြောရဘူး။မပြားကြီးကတွေးပေါင်းစုံနဲ့မိဖို့ချောင်းနဲ့မှဟင်းချက်နေစဉ်အင်ရှိကိုပြက်ကစကားတန်ပေါ်လာတယ်။ပေါကြီးနင်းတို့တဲ့ငါစိုက်ပေးထားတဲ့ငွေ90ဒီနေ့ပေးရမယ်နေ့နောက်ဆုံးထားပြီးပြီးတော့ပေါကြီးကသူ့ရဲ့သမီးကိုငှက်ခင်ကျွေးနေရကအတန်ကြားစီကိုလှည့်ကြည့်တော့အဝယ်စားကိုကော့ပြန်နေရဝယ်ထားတဲ့အသက်30ရွယ်နေပိုင်ကဝေးမှမမင်းမြစ်ဖြစ်နေတယ်။ မမင်းမြူကသူ့ရဲ့လက်မှာပိုးသားနေထိုးထားတဲ့ရှင်မြမျိုးအရာတစ်ခုကိုလက်ကခိုင်ထားတယ်။အဲ့ဒီအရာကမိုးကျိုးဆက်တောင်ဝေးဆိုတာကိုပေါကြီးကသိတယ်။ဒီနောက်တော့မမင်းမြူကကိုပြမထိုင်လိုက်ပြီးဟဲ့ငါပေါ့ငါနေတို့ကိုတနာလို့စိုက်ပေးထားတာနော်။ငါလည်းသိအဆင်ပြေတာမဟုတ်ဘူး။အခုပြန်ပြီးတော့ခတ်တယ်ဗျာ။ကျုပ်ကလည်းငွေဆိုလို့မူးလို့ရှူစရာတော့မရှိဘူး။ယူတော့ကယူပြီးအခုမှအဲ့လိုလုပ်လို့ရမလား။ကျုပ်ယူတာမှမဟုတ်တာ။စောမြစ်တာနဲ့အဲ့လိုဗာချင်းညာကြီးတွေထည့်ရတယ်ဆိုတာခင်ဗျားနေပိုင်ဖြစ်မှကြားဘူးတယ်။ဟဲ့ငါအခင်းနဲ့လိုက်လို့ညီအောင်လို့ကြိုးစားနေရတာ။ငါနေတဲ့ကဆုံးနေတဲ့ငါလောက်တာ။တော်စမ်းပါဗျာ။ ဘာနေရငါမလေးမခန့်လုံးဝနေပေါ့နေပိုင်ကဝေမကဒေါသဖြစ်ပြီးတောက်တစ်ချက်ကိုပြင်းနေစွာခောက်လိုက်တဲ့အချိန်သူ့ရဲ့ဖားရချနေတဲ့စပင်းကြီးကလေးဘောက်ကိုဝဲပြန်သွားပြီးမျက်လုံးတွေကညည်းရဲလာတယ်အဲဒီနောက်ကိုပါကြီးကိုလက်ညှိုးထိုးလို့ဟဲငါပေါ့နေကငါ့လိုအဆင်ကိုပြန်ခံပြောနေတယ်ပေါ့ဒီတော့မှသူ့ရဲ့နောက်ကျဘက်ကအသံတန်ထွက်ပေါ်လာတယ်ပြန်ပြောမှာပေါ့ဗျာအကြီးကဲဖြစ်ပြီးတော့မှမဟုတ်တာတွေလုံနေတာပေါ့သူတို့ကိုသူတို့တော့မှစားဖို့နေနိုင်မှာဆိုမှဆုံးဖြစ်ပြီးဗာကြီးညာကြီးရှောက်ကောက်နေတာပြီးတော့ကျုပ်တောင်ဝေးကြီးကိုလည်းတခိုးလက်ကလှုပ်ထားသေးတယ် နေမန်ကဝီမကသူ့ရဲ့နောက်ကနေတန်ချာစီကိုလှည့်ကြည့်လိုက်တယ်။အဲ့ဒီတမှာသူ့ရဲ့နေရတဲ့မျက်လုံးနဲ့မောင်ဘိုးတင်ကိုကြည့်လိုက်တယ်။သူ့ရဲ့စိတ်ထဲတော့ဒီမလောက်လေးမလောက်စားလေးကအခုဖြစ်နေတဲ့သူ့ရဲ့ရုပ်တင်ကိုမြင်ရုံနဲ့ကြောက်လန့်ပြီးတော့မှထွက်ပြေးသွားမယ်လို့ထင်နေပါတယ်။သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းလေးသုံးယောက်ကသူ့ကိုမခံလေးစားကြည့်နေပြီးခေါင်းလေးတစ်ယောက်ကသူ့မရဲ့လွင်မျောနေတဲ့သပင်တွေကိုလက်ညှိုးနဲ့ထိုးလို့သပင်ကကောင်းလိုက်တာဒီရောက်ကင်မွန်းနဲ့ရှော်လာလား။ပန်းကောရှိလား။ရှိစရာလားဟဲ့။နေပိုင်းကဝီကရောင်ရမ်းပြီးတော့ဗဇက်ကနေလှုပ်ကနေထွက်သွားတယ်။ ဒီနောက်မှာတော့ကောင်းလေးနောက်တယောက်ကသူမကိုကြည့်ပြီးကျောက်ကဘိုးတင်မယ်ခမားယူထားတဲ့တံဝေးကိုပြန်ပေးဟာနင်တို့လိုမလောက်လေးမလောက်စားကမြာသူကပါစက်ဟပြီးရည်နေစင်မှာဘေတူကသူ့ရဲ့လွေထဲကလေးဘွားကိုထုတ်ပြီးပြစ်လိုက်တဲ့အတွက်နှက်ခါကိုမှန်ပြီးအရှိကရက်သွားခဲ့တယ်အဲဒီနောက်နေပိုင်ကဝီကဒေါသထွက်လို့သူတို့ကသူ့ရဲ့လက်ကိုစန်တန်းပြီးတက်ခဲမဲ့ဟန်ပြုတ်နေစင်မှာဟဲ့ကောင်နေကဝီမကဘာတွေလုံးမလို့လည်းမသိဘူးလှုပ်တဲ့နေရာမှန်သမျှပြစ်ကွာသူလဲလူပဲဘာမှကြောက်စရာမရှိဘူးမဘိုးတင်ရဲ့စကားဆုံးနဲ့တာအေးနဲ့ဘေတူက ကဝေးမလက်လောက်ကလက်ကိုပြစ်တယ်ခြေလောက်ကခြေကိုပြစ်တယ်ထားကြောင့်ကဝေးမကမလှုပ်ရတော့ဘင်းနဲ့ဗဇက်ကြီးကိုပိတ်လို့မဟာမိုးဒီနုကိုမပြစ်ဘူးမျက်လုံးနဲ့တနာခံနေတယ်ဟဲ့ကောင်ဒီသူစကားပြောချင်လို့ပြစ်မယ်ဗဇက်လို့ရင်တော့မပြစ်နဲ့ကြားလာအဲ့ဒီနောက်မှာနေပိုင်ကဝေးကမဟာမိုးဒီနုကိုတရားကြည့်ပြီးကြောက်ပါပြီငါဆက်ထုတ်မလို့လို့တာဆက်ထုတ်ခြင်းကိုမရတော့ဘူးနင်တို့ဆက်ပြီးမပြစ်နေတော့နာလုံးလုံးငါ့စမီးတော့မှမထောင်နေတော့ဘူးဒါဆိုရင်ကျုပ်တောင်ဝင်းနဲ့ကိုပေါချီတို့ရဲ့အကျွေးတွေကိုရှော်ပြီးအဲ့ဒါတော့အကြပါလေကွာဗဇက်ထုတ်ပြစ်လရဘုံပြောင်းပြီးပြင်းခေါင်းကိုပြစ် သရင်ကိုပေါကြီးသမီးကိုဂင်ကျွေးပြစ်မယ်။ပေတူးရဲ့စကားကြားတော့နေပိုင်ကဝီကဇောချွေတွေပြန်လာတယ်။သူ့ရဲ့မျက်လုံးနဲ့ကိုပေါကြီးနဲ့ကိုပေါကြီးသမီးကိုကြည့်တော့ကလေးမလေးကငှက်တစ်ခေါင်လုံးကိုကင်ပြီးပေါင်ကိုဖဲ့ကစားနေတာကိုမြင်ရတဲ့ကချောတဲ့စိတ်တက်လာပြီးမမိုးတင်ကိုကြည့်ပြီး"ငါကြောက်ပါပြီ။နင့်တော်ဝေးလည်းပြန်ယူပါ။ငါလုံးကြည့်တာဘာမှလည်းသုံးမရပါဘူး။ငါကတခြားကိုပြန်ရောက်မလို့စဉ်းစားနေတာ။ဒေါ်စင်နောက်တစ်ခါနေပိုင်ကဝီဖြစ်ပြီးတော့မှကိုလောင်ငယ်သားဆုံးကဝီတွေကိုအနိုင်ကျင့်ကြီးခမရမလွယ်ဘူး။အေးပါငါမလုပ်ရဲတော့ပါဘူး။ငါကိုတောင်းဝေးဝယ်ဘူးလေငါကတော့ ငါးချက်တော့မရဘူးယူချင်းဓာကြီးပဲရမယ်ဟဲ့ကောင်လေးနင်ဘယ်ကိုပုတ်ပြတာလဲလွေကရှေ့ရောက်နေလို့ပါဗျာလွေထဲကလောက်စလုံးကိုပြောတာလက်လိုက်တာငါသွားတော့မယ်တောင်ဝေးကိုကွက်ပြပေါ်ချခဲ့သွားစမင်းလေးပေါ်မလွင့်နိုင်တော့တလူမျိုးလုံးတွေကလည်းမရဲနိုင်တော့တဲ့နေပိုင်းကဝီမကမဘိုးတင်တဲ့လေးဝအဆောင်ကအတော်ကြောင်းရောင်းရရှိပြီတောင်ဝေးကိုထုတ်လို့ကွက်ပြပေါ်ကိုတင်လိုက်ပြီးတဲ့နောက်ပိုးသားအေဂလီကိုလက်ကကင်ကဒါလေးတော့ပြန်ယူသွားမယ်နော်ဈေးကြီးပြီးပြီးလှုပ်ထားလို့ပါယူသွားယူသွားမဘိုးတင်ကယူသွားခိုင်းတာနဲ့တောင်ဝေးထထားတဲ့ပိုးသားအေဂလီကိုယူပြီး ကိုပေါကြီးအိမ်ဝင်တွေကထွက်ခွာသွားပါတော့တယ်။မမောတီတို့ကိုကိုပေါကြီးနဲ့မပြားကြီးတို့ကယေရှုတင်လုံးလို့ပေးလိုက်တဲ့ဖိနေသီးတွေနဲ့တရားသီးတွေကိုယူပြီးရိုးစင်ရွာကိုပြန်လာတယ်။ဘိုးတင်တို့ကသူတို့ရွာမှာလည်းဖိနေသီးနဲ့တရားသီးရှိတယ်ပြောပြီးမြဲကိုပေါကြီးကသူတို့ခြံထဲကဖိနေသီးတွေကအိမ်မာသီးပြပြီးစားလို့တော်ကောင်းကြောင်းတရားသီးကမက်ဂျစ်စုသီးဖြစ်လို့အချစ်တွေတောင်မှစုသွားနိုင်ကြောင်းတန်တိုင်းလောက်မရမနာပြောနေလို့တော့မယွင်းကလည်းမဖြစ်မယွင်းကလည်းပြန်လို့ရမှာမဟုတ်တဲ့အတွက်ယူခဲ့ရခြင်းဖြစ်ပါတယ်။မမောတီတို့ကသူတို့ခွဲလို့ခြင်းနဲ့ကိုချင်းစားခြင်းအရာတာကိုသူတို့ကောင်းကောင်းသိနေပြီဖြစ်ပါတယ်။ သူတို့ဖြည့်ရှင်းပေးခဲ့တဲ့ຢာတိုင်းကရှင်းလဲလျှောက်တာပြားလဲဆွဲတာဘဝမျိုးဖြစ်တယ်။အဲနောက်တော့သူတို့ကိုကြောက်လန့်နေတဲ့နေပိုင်ကဝီမှမင်းပြူရဲ့မျက်နှာကိုပြင်ပြအောင်လို့လူကြီးတွေပြောတဲ့လေးခွားကတရေတော်နိုင်တယ်ဆိုတော့ဟုတ်တယ်ကဘာလို့လဲပြီသူသူကလက်ဆန်ပြီးတော့ဘာလို့မလို့လဲမသိဘူးဆန်နေတဲ့လက်ဒီလေးခွားနဲ့ဝိုင်းပြတော့သူဘာလို့နိုင်သေးလဲဟုတ်တယ်ကအပြစ်မြန်လို့နော်အဲဒီနောက်မှာဘိုးဒီတို့ကပကြီးငွေအင်ကိုရောက်လာစေအင်မောကတာရနဲ့ဘိုးဒီတို့ဆင်လာပြီးပေတူးကိုကြည့်လို့ပေတူးမင်းကမင်းမေးလိုက်ခေါ်ခိုင်းလို့ဘာဖြစ်တယ်ဗျဘာဖြစ်လို့လဲ မင်းပါဘာဖြစ်တယ်လဲမသိဘူးရုတ်တရက်ကြီးအိရာလေးလဲနေပြီထားတော့မထားနိုင်တော့ဘူးဒီစကားကြတော့ပေတူးကသူခိုင်ထားတဲ့ဘိနေတီကိုမြေပေါ်ကိုပြစ်ချလို့ဘေဘင်ရမှာရှိတဲ့သူ့ရဲ့နေကိုပြေးသွားပါတော့တယ်ပေတူးပြေးတာနဲ့မဘိုးတင်တို့ကလည်းနောက်ကပြေးလိုက်သွားကြပါတော့တယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့အီးမြတာပါပဲဒီနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့အောင်လန်းဘိုးတင်နဲ့နေပိုင်ကဝေဆိုတဲ့ဝတ္ထုကလေးပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြပါဦးဘေးနာက notification လည်းနေပေးထားပါအောင်ခင်ဗျအားလုံးကိုတို့ပဲကျေးဇူးတင်ပါတယ်